ြန်မာနိုင်ငံမှာအေးခဲပြီးတော့နှင်းနေကြနေတဲ့ရေကဲရွာလေးတရွာရှိရဆိုရင်မင်းစုယုံကြမလားဗျဒါတကယ်ရှိပါတယ်ဗျနေရာကတော့မြန်မာနိုင်ငံမြောက်ဖျားဘက်မှာရှိတဲ့ကချင်ပြည်နယ်ခေါလံဖူးမြို့နယ်တဲမှာတရှိတဲ့ရှိန်ခေါင်ရွာဒီပဲဖြစ်ပါတယ်နေရာကတော့ဘူတာခရိုင်ခေါလံဖူးမြို့နယ်တဲမှာတရှိပါတယ်ဖူးခြားတဲ့အချက်ကဒီတရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းတိစက်နေတာပဲဖြစ်ပါတယ်အဲ့လိုတရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းတိစက်နေတဲ့အတွက်စီးပွားရေးနဲ့ကုန်သွယ်ရေးမှာတရုတ်နိုင်ငံကိုမိခိုနေရပါတယ် အော်ရာသီဥတုကလည်းအေးရန်လွန်ခဲ့တဲ့ data ဖြစ်ပြီးတော့တည်ထင်းနေမှာဆိုရင်တော့ရေခဲပြင်ကြီးရွာဦးဝင်တင်စားခေါ်ရတဲ့ဒီစီးနင်းနေဖုံးလွှမ်းနေတဲ့ data ပဲဖြစ်ပါတယ်စီးနင်းများဖုံးလွှမ်းတဲ့အခါမှာလည်းတွားရေးလာရေးပြတ်တော့တဲ့အထိအခက်အခဲများရှိပါတယ်အော်လမ်းမဆက်သွယ်ရေးနဲ့အခက်အခဲကတော့ချင်းကောင်ရွာကမြန်မာနိုင်ငံအတွင်းမှာရှိတဲ့အခြားသောမြို့ရွာတွေနဲ့ဆက်သွယ်ရေးမှာအလွန်ပဲခက်ခဲတဲ့ data တစ်ခု ဖြစ်ပါတယ်ခေါလံဖူးမှသွားလာမယ်ဆိုရင်တော့ခေါလံဖူးမြို့လေးမှာချင်းခေါင်တို့တွားရင်လမ်းနဲ့တည်းရှိပါတယ် မိုင်မောင်းများစွာကိုချီလင်လန်းလျှောက်ရတဲ့ခီးများပေါ်ဝင်ပါတယ်ပထမဆုံးလမ်းတစ်လက်ဖြစ်တဲ့ခေါလံဖူးမှစရန်ဖာတို့9မိုင်ခန့်တရက်လမ်းလျှောက်ရပါတယ်စရန်ဖာမှညီဝါထီကို12မိုင်ခန့်တရက်လမ်းလျှောက်ရပါတယ်ညီဝါမှလာကောက်လော့ထီကိုတရက်လမ်းလျှောက်ရပါတယ်အဲ့ဒီနောက်လာကောက်လော့ချင်းကောင်ခီးကိုကားဖြင့်သွားလာနိုင်တဲ့လမ်းရောင်ကြောင်ဖြစ်ပါတယ်အချားလန်တလန်ကတော့ခေါလံဖူးမဇန်ရောက်တိဆိုင်ကယ်လမ်းရှိတော်လဲဆိုင်ကယ်မစည်းနိုင်သူတွေအတွက်နှစ်ညရဲ့၃ရက် ခက်လမ်းလျှောက်ရပြီးတော့ဇန်ယောက်မှချီလာဝတီထိတရက်ချီလာဝတီမှရှိန်ကောင်ထိနောက်တရက်ခြေကျင်လမ်းလျှောက်ရတဲ့လမ်းခီးကြီးဖြစ်ပါတယ်။အဲ့ဒီလမ်းခီးကြီးကလူပင်မန်းတော်လဲကုံညာစီတက်တယ်လို့တိရပါတယ်တရုတ်နိုင်ငံကနေပြီးတော့ဝင်ရောက်တဲ့လန်ဒန်လန်လည်းရှိပါသေးတယ်အဲ့ဒီလန်ကတော့ဈေးစက်ကအလွန်ပင်များပြားလာပါတယ် ဈေးဆက်ကတက်နေတဲ့လူတွေကတော့ခေါလန်ဖူးမြန်မာနိုင်ငံတည်းကနေပြီးတော့မလာကြတော့ပဲကမ်ပိုက်တီမှာတစင်တရုတ်နိုင်ငံတည်းကိုဝင်ရောက်သွားလာပြီးတော့ကားစီးပြီးတော့လာရောက်ကြတာကိုတွေ့ရပါတယ်အဲ့ဒီလမ်းကြောင်းတွေကတော့ပုံမှန်မြန်ဆန်တော့လေဈေးကတော့အင်မတန်ကြီးပါတယ်အဲလူမှုရေးနဲ့စီးပွားရေးကုန်သွယ်ရေးမှာဆိုရင်လေရှိန်ခေါရကလူမှုစီးပွားရေးမှာသူရဲ့နေဆက်ဖြစ်တဲ့အပေါ်မှာမိကုန်နေရပါတယ်နေဆက်ကုန်သွယ်ရေးကတော့ လမ်းမဆက်တဲ့ခခဲ့တဲ့ကြောင့်ရှင်းခေါရကတရုတ်နယ်စပ်ဘက်မှဝင်ရောက်လာတဲ့စားတောက်ကုန်တွေလူသုံးကုန်တွေကိုအဓိကအားထားရတဲ့ဒေတာဖြစ်ပါတယ်ပညာရေးမှာဆိုရင်တော့ဒေတာကံများအတွက်အခြေခံပညာအထက်တန်းကျောင်းကွယ်ကိုဖွင့်လှစ်ပေးထားပါအောင်တွေ့ရပါတယ်။စိုက်ပီးရေးနဲ့မွေးမြူရေးဘက်မှာဆိုရင်တော့ရှင်းကောင်ဒေတာကစီးပွားရေးမှာဒေတာရာတွေဥရနဲ့ကန့်ညီတဲ့စိုက်ပီးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေပေါ်မှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။စိုက်ပီးရေးမှာဆိုရင်တော့ရှာကောတိစိုက်ပီးရေးက ဒေတာကန်တွေအတွက်အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဒေတာရဲ့သတင်းတွေအရဆိုရင်တော့ငါးနှစ်သက်တမ်းရှိတဲ့ရှာကောဆိုင်ခင်းများမှာတီးနံများအောင်မြင်စွာဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့အရာတွေကိုအချောက်ခံပြီးတော့ရောင်းချခြင်းဖြင့်ဈေးကွက်မှာဝင်ငွေရအောင်လုပ်စောင့်နေရပါတယ်။ရှင်းကောင်ဒေတာကရာတီဘူးကအခြားဒေတာတွေတို့ယူဆိုင်ရင်အဆင်မပြေပဲဒေတာမျိုးစစ်များကိုတာကန့်ကြီးတဲ့တဘာဝရှိကြောင်းသိရပါတယ်။နောက်ထပ်မွေးမြူရေကတော့ခေါလောင်မှုဒေတာရဲ့အဓိကမွေးမြူရေကတော့ trace ဆန်ကတော့ နွားနောက်တွေပဲဖြစ်ပါတယ်ဒေတာကန်များကနွားနောက်များကိုမြို့ဖလာမွေးမြူကြပါတယ်ဝန်ထဲကြကောင်းတဲ့ချက်တစ်ချက်ကတော့မြန်မာနိုင်ငံမှာဒီလိုလှပတဲ့တဘာဝရှုခင်းနေတဘာဝဒီရှိပေမဲ့လည်းခီးသွားတွေနိုင်ငံခြားခီးသွားတွေတူရစ်တွေကိုလာရောက်လည်ပတ်နိုင်တဲ့အထိမဖွင့်ပြသေးရဘူးဖြစ်ပါတယ် YouTube video တွေအောက်မှာဆိုရင်ထိုင်းခီးသွားတွေကမြန်မာနိုင်ငံရဲ့တဘာဝအလားနဲ့ညီချင်းမှုကြွေးရတာတွေကိုအားကြ ဖြစ်ပြီးတော့ကောမန့်တွေဝင်ရရကိုတွေ့ရပါတယ်။ထိုင်းလူမျိုးများအနေနဲ့ကပြောတာရှိပါတယ်။ဥရောသူတို့ပြောတာကတော့ဥရောပောက်ကိုသွားစားမလို့ပဲမြန်မာပြည်မှာနှင်းနဲ့ရေခဲတောင်တွေရှိတဲ့နေရာကိုလာရောက်လည်ပတ်ကြမှာဖြစ်ပြီးအဲ့ဒီအချိန်ကိုအမြဲတမ်းရောက်စေခြင်းကြောင့်ဆက်ရင်းနဲ့အမှတ်ချက်ပြုနေကြပါတယ်။အဲ့ဒီဒေတာတော့ဒီချင်းကောင်ဒေတာလိုမျိုးဒေတာတွေကိုပြောတာဖြစ်ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကတော့အခုလက်ရှိဒီမြန်မာနိုင်ငံလေးကဖွံ့ဖြိုးတိုးတက်မှုမမြန်ဆန်သေးရအောင်တွေးရှိရပါတယ်။ တနေ့နေ့အချိန်မှာတော့မြန်မာနိုင်ငံကကဘာလက်ခီးတွားတွေနဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းငံဖြစ်စေကြောင်းဆုတောင်းရင်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ